ဟိုပါညီညာင်းနဲ့ညီညာင်းနဲ့ပတ်သက်လာပြီးပြောမယ်ဆိုရင်တော့တမတော်အနေနဲ့ကဒါညီညာင်းကြီးကိုအမြဲတမ်းဖိတ်ခေါ်ထားတာပဲညီညာင်းနဲ့ပတ်သက်လာပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းအဓိကလိုအပ်ချက်တာကတော့ဟိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥဒါနိုင်ငံတော်ဝန်ကြီးချုပ်ဒါအမြဲတမ်းပြောနေတာပဲကျွန်တော်မြန်မာနိုင်ငံစီဒါမဟာဗျူဟာရာရောပထဝီနိုင်ငံရေးဒီပထဝီနေထားရာရောဒေတာတွင်းမှာချက်ချာကြတဲ့နိုင်ငံလည်းဖြစ်တယ်အဲပြီးရင်ကျွန်တော်တို့ဒါ ကဘာလူကြီးထောက်ပံ့လောက်ကမြန်မာနိုင်ငံပါဝင်ကျင်မှာပဲနေတာပဲဥပမာတရုတ်အိန္ဒိယအပြင်ကျွန်တော်အာဆီယံနိုင်ငံတွေလူကြီးထူထပ်တဲ့နိုင်ငံတွေကဘာနိုင်ငံတွေပေါ့လေကဘာမှာလူကြီး၈ဘီလီယံနေပါလောက်ရှိတယ်၈ဘီလီယံနေပါလောက်ရှိတယ်၈ဘီလီယံကျော်ရှိတယ်မြန်မာနိုင်ငံနဲ့ပါဝင်ကျင်မှာနေတာက၄ဘီလီယံနေပါလောက်ရှိတယ်နောက်ပြောကြကျွန်တော်တောင်အာရှနဲ့အရှေ့တောင်အာရှဒီကျွန်တော်တို့အိန္ဒိယတရုတ်ကြားထဲမှာကျွန်တော်တို့ရှိနေတဲ့နိုင်ငံမျိုးဖြစ်ပါတယ်အဲဒီလိုနိုင်ငံမျိုးတွေကျွန်တော်တို့ ဒါဖွင့်ပြိုးတိုးတက်ဖို့အဲပြီးရင်ကျွန်တော်တို့တီတန့်ခိုင်မြဲဖို့အများကြီးလိုပါတယ်အဲဒီဖွင့်ပြိုးတိုးတက်မှုမရှိရတဲ့အကြောင်းကိုကျွန်တော်လိုက်ရှာကြည့်တော့ဒါအဓိကပထမအဆုံးအချက်တွေ့ရတာကတော့အဓိကနဲ့ပထမအဆုံးနဲ့အဓိကတွေ့ရတာတော့ဒီပြည်တွင်းလက်နက်ကိုင်ပြည်ပက်ခါပါပဲအားလုံးသိပြီးသားပဲကျွန်တော်ပြည်တွင်းလက်နက်ကိုင်ပြည်ပက်ခါဆိုတာခုမှပေါ်လာတာမဟုတ်ဘူးမြန်မာနိုင်ငံရဲ့ပြည်တွင်းလက်နက်ကိုင်ပြည်ပက်ခါဆိုတာကဘာမှာအရှိကြဆုံးသောပြည်ပက်ခါဆိုပြီးတော့ကြာကဘာမှာလဲပြောနေကြတာရှိတယ် ဒီပြည်တွင်းလက်နက်ကိုင်ပြည်ပကခြုံငင်းသွားဖို့အစိုးရဆက်ဆက်လဲကြိုးပမ်းခဲ့တာပဲဒါမြည်စည်းအစိုးရကတော့ပါပါတယ်မြည်စည်းအစိုးရကတော့ဘောနော်အားနေပါတယ်လို့ကျွန်တော်ဝေဖန်စရာအကြောင်းမရှိဘူးသူနည်းသူခံနဲ့ကြိုးစားခဲ့တာပဲသို့တော်ပြည်ပြည်ဝဝမရရှိခဲ့ပါဘူးခုလဲကြိုးစားနေတယ်မှရှိတယ်တတ်မလို့အနေနဲ့ကတော့ခင်ဗျားတို့ကျွန်တော်သိပြီးသားဖြစ်တဲ့အတိုင်းပဲဒါရခိုင်ကျွန်တော်တို့ဒါဒီမိုကရေစီကူးပြောင်းပြီးကာလကြတဲ့အတိုင်းကျွန်တော်တို့ ဒါပြစ်ခတ်တိုက်ခိုက်မှုရဆဲတဲ့တပတ်သားပြစ်ခတ်တိုက်ခိုက်မှုရရှဲတဲ့အကြိမ်ရေပေါင်းအကြိမ်30ကျော်ပြုတ်လောက်ခဲ့တယ်။ပြီးရင်ကျွန်တော်ငင်းညာရေးဖိတ်ခေါ်မှုကိုလည်းကျွန်တော်တို့စက်တိုက်ပြုတ်လောက်နေသေးဖြစ်ပါတယ်။ခုလည်းလှုပ်ဆောင်နေသေးဖြစ်တယ်။အဲကျွန်တော်ဒီနှစ်ရှစ်ဆက်ပြတ်တမတော်နေပေါ့နော်နှစ်ရှစ်ဆက်ပြတ်တမတော်နေဆိုတာတမတော်တရဒီနှစ်ရှစ်ဆက်အထိခိုင်မြဲဖို့တည်တမ်းဖို့ရွယ်တဲ့ကိစ္စမဟုတ်ပါဘူးရွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူးတမတော်ဒီကျွန်တော်တို့လွတ်လပ်ရေးနေ့ဒီ ဒါ85နှစ်မြောက်ကျော်ခဲ့ပေါ့89မြောက်85နှစ်မြောက်ဟောနော်တမ်လော်ဒီနှစ်80ပါဘာကြောင့်လဲဆိုတော့ကြဒီတမ်လော်ကပဲမြန်မာနိုင်ငံလွတ်လပ်ရေးကိုပြည်သူလူထုတရားလုံးနဲ့ပူပေါင်းပြီးကျွန်တော်တို့လွတ်လပ်ရေးကိုရယူပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်ပေါ့လွတ်လပ်ရေးအသက်ထက်တမ်လော်ရဲ့အသက်ကရှည်နေတာဖြစ်ပါတယ်ရှည်နေတာဖြစ်တယ်ဒါလို့ဆောင်ရွက်တဲ့နေရာမှာပေါ့နော်တမ်လော်အနေနဲ့အာတမ်လော်ကဝစီဥချုပ်နိုင်ငံတော်ဝန်ကြီးချုပ်ပြောခဲ့ဆို ရှင်ကြီးဝမ်းလည်းဝင်ခဲ့ဘူးတာပေါ့ဗျာရှင်ငယ်ဝမ်းလည်းဝင်ခဲ့ဘူးတာပေါ့ဆိုလိုတာကတော့နိုင်ငံရေးစနစ်အမျိုးမျိုးနဲ့တွေ့ကြုံခဲ့ရတယ်အဲဒီကမ္ဘာပတ်ဝန်းကျင်အခြေအနေမျိုးမျိုးနဲ့တွေ့ကြုံခဲ့တာဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့ရပ်တည်ပြီးဆောင်ရွက်နေရတာဖြစ်ပါတယ်ရပ်တည်ပြီးဆောင်ရွက်နေရတဲ့နေရာမှာဘလို့ပဲဖြစ်ဖြစ်အထူးကားကတော့ဒါအရေးကြီးဆုံးတော့ကျွန်တော်တို့ငြိမ်းချမ်းရေးပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့အရေးကြီးဆုံးမှာဒီတော့နံပါတ်1အချက်ကတော့ဘောနောပြည်တွင်းလက်နက်ကင်ပြည်ပကများချုပ်ငိမ့်ဖို့ဆိုတာလက်နက်ကင်အခွဲများအားလုံးကတကယ်လိုချင်တဲ့ တကယ်ငြိမ်းချမ်းကြလို့လည်းဆန္ဒရှိဖို့အရေးကြီးတယ်လို့ကျွန်တော်ပြောတာဒီဆန္ဒရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မဖြစ်နိုင်စရာအကြောင်းမရှိပါဘူးကျွန်တော်တို့နိုင်ငံတော်တော်လေးဒါနောက်ကျနေပါပြီကျွန်တော်တို့နိုင်ငံသူများနိုင်ငံတွေလည်းဆိုရင်တော်တော်လေးနောက်ကျနေပါပြီဒါကိုအားလုံးကအတိတရားရှိစွာနဲ့ဒါဆောင်ရွက်ကြဖို့ကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်ကျေးဇူးတင်ပါတယ်ဆွေးနွေးဖို့ပြပြောကြားရရှိလို့ရှင်ကိုချိုးတို့ ကျွန်တော်တို့ဒီမြောက်ဖက်ကနေစပြီးပြောမယ်ဆိုရင်ရှမ်းအရှေ့မြောက်ဖက်မှာရှိတဲ့ကျွန်တော်တို့ MNDA TNL နဲ့ကျွန်တော်တို့ဒါဆွေးနွေးနေပါတယ်တရုတ်နိုင်ငံရဲ့အကူအညီနဲ့ဆွေးနွေးနေပါတယ်ဒီနေ့မှာပြောချင်တာကလည်းဒီတရုတ်နိုင်ငံရဲ့ဒါကူညီပေးမှုနဲ့ပတ်သက်ပြီးလဲကျေးဇူးတင်ကြောင်းပြောလို့တယ်အဲပြီးရင်လဲဒါဖြစ်နိုင်တဲ့ကူညီမှုတွေဖြစ်တယ်လို့လဲပြောချင်ပါတယ်ဒါပြင်ကျွန်တော်တို့အနေနဲ့ကျန်တဲ့ EU အဖွဲ့တွေကိုလဲကျွန်တော်တို့ဒါ အမြဲတမ်းတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းခွင့်ထားတယ်ဆိုတာဒါပြောနေတာပဲဖြစ်ပါတယ်ပြောနေတာပဲရှိပါတယ်အဲကျွန်တော်တို့မြင်တာကတော့ဒီမြမအရှိမြောက်နဲ့မြောက်ပိုင်းပေါ့နော်မြောက်ပိုင်းဒေသကနေပြောကြငင်းချမ်းကြီးကလက်တွေ့ပို့ပြီးတော့ကြာစံတဲ့လင်းမြန်စွာဖြစ်ပေါ်လာမယ်လို့မျှော်လင့်ပါတယ်အဲဒါတွေပြီးရင်တော့ဂျန်တဲ့ဒါ EEO တို့လည်းဒါကန်လန်းပေါ့နော်ဂျန်တဲ့ EEO တို့လည်းစကားပြောခြင်းတယ်ဆိုတဲ့ဟာမျိုးတွေတော့ပြောနေတာတော့ရှိပါတယ်တချို့လည်းဒါဘာမှမပြောဘဲနေသေးတဲ့ EEO တို့လည်းရှိကြောင်းပြောလို့ပါတယ် အဲကျွန်တော်တို့သိရတော့ကတော့ဒါအေအေဖွဲ့အနေနဲ့လဲဒါကျွန်တော်တို့ဒီဘက်ဒေဒီမိုကောက်ဘူးပေါ့နော်ဒါငင်းချိုင်းနဲ့ပတ်သက်လာပြီးရင်ဒါပြောကျင်တယ်ဆိုတဲ့ဟာမျိုးတွေကိုဒါပြောကြလာတာမျိုးတွေတော့ရှိတယ်ဆိုတာသိရပါတယ်ဒါတော့ဂျာဆက်တွေတင်ပေါ့နော်ပြောကြလာတော့ရှိပါတယ်အဲဟိုဘက်မှာလဲကျွန်တော်ပြောကြလို့မြောက်ပိုင်းအဖွဲ့တွေလဲပြောကြလာတာမျိုးရှိပါတယ်အဲဒီဘက်တောင်ပိုင်းကတော့ကျွန်တော်တို့အခြေအနေတိတ်မထူးသေးပါဘူး ကျွန်တော်ပြောချင်တာကတော့တမတော်အနေနဲ့ကနိုင်ငံတော်ကာကွယ်စောင့်ရှောက်နေတဲ့တမတော်ဖြစ်တယ်။နိုင်ငံတော်ရဲ့ဒါအချုပ်အခြာအနာတည်တံ့ခိုင်ပြီးပြည်သူလူထုကိုထိပါလာရင်တော့လိုအပ်တဲ့တုံ့ပြန်မှုတွေကတော့ကျွန်တော်တို့အနေနဲ့ဆောင်ရွက်မှာဖြစ်ပါတယ်ဗျ။ဒီနေ့ကတော့ကျွန်တော်တို့ဒါ ဟိုစစ်တီစစ်သမီးပေါ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ပေါ့လူကြီး8000လောက်ဒါဒီစီရေးတာတမ်းမှာပါဝင်တာဖြစ်ပါတယ်ဒါပြင်အထောက်အကူဘူးယူအဖွဲ့တွေနဲ့မပါမယ်ဆိုတော့လူကြီးတပေါင်းတောင်းကြော်လောက်ရှိတာပါလေဒီထက်မှတော့ကျွန်တော်တို့ဒါပြည်သူစစ်မှုသားများတော့ပါဝင်ခြင်း မရှိပါဘူးအဲဒီတန်တေစစ်တီတွေတန်တေစစ်သမီးတွေတန်တေရေးတာဖွဲ့ဝင်တွေပဲဖြစ်ပါတယ်ဟိုကဒီကောက်ဝဲဒီကောက်ဝဲတော့ဘုရားကလေကုန်းကမှအနည်းဆုံးတော့ဘုန်းနံမျိုးဖြစ်ကြပါဘူး ရွေးကောက်ပွဲအပိုင်းနဲ့ပြောရမယ်ဆိုရင်တော့ရွေးကောက်ပွဲကကျွန်တော်တို့ကတော့နော်ဟိုအပိုင်းသုံးပိုင်းခွဲပြောမယ်နံပါတ်၁ကကျွန်တော်တို့ဟောရွေးကောက်ပွဲကျင်းပမယ်အချိန်စရာပေါ့နော်အချိန်စရာအချိန်စရာဆိုတာဒါဒီဟိုပေါ့နော်အဲကျွန်တော်တို့တိတိကျကျကြီးမရှိတိတိကျကျပေါ့နော်တိတိကျကျထုတ်ပေါ်ပြောကြတာတိတိကျကျရက်စွဲသတ်မှတ်ပြီးပြောကြတာမရှိပြင်မယ်ကျွန်တော်တို့လာနဲ့ပေါ့နော်ဟိုရက်တတာပိုင်းနဲ့ပြောကြနိုင်ပြီဖြစ်ပါတယ်ဒုတိယကတော့ရွေးကောက်ပွဲလုံးမဲ့ပုံစံ နောက်ရရွေးကောက်ပွဲလုံးကစနစ်ပထမဆုံးရက်ပေါ့ရက်ပေါ့အချိန်အချိန်နဲ့ပတ်သက်လာပြီးပြောမယ်ဆိုရင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥဒါနိုင်ငံတော်ဝန်ကြီးချုပ်လည်းပြောပြီးဖြစ်တယ်ကျွန်တော်2025ခုနှစ်ဒီဇင်ဘာလဒါနောက်ဆုံးပတ်နဲ့ဇန်နဝါရီလဒါ2026ခုနှစ်ဇန်နဝါရီလဒုတိယပတ်မှာကျွန်တော်တို့ဒါပြုတ်လောက်သွားမှာဖြစ်ပါတယ်ပြုတ်လောက်သွားမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုပြုတ်လောက်သွားမယ်ဆိုတော့ဒါသူ့ရဲ့ရွေးကောက်ပွဲရဲ့အဲဥပဒေတွေနှီးဥပဒေတွေအခြေခံဥပဒေရဲ့အခြေခံဥပဒေတွေရှိပြားဖြစ်တယ် ။အဲဒီတော့ပြန်ပြီးတော့ကြာကျွန်တော်တို့ဒါရွေးကောက်ပွဲဒီအချိန်မှာလုပ်မယ်ဆိုရင်လွတ်တော်ဖဲအချိန်ကောင်းတယ်။ရွေးကောက်ပွဲဥပဒေရောညဥပဒေရောကျွန်တော်ဟိုအခြေခံဥပဒေရောညကျွန်တော်ကအထမအုံဆုံးအချိန်ရွေးကောက်ပွဲကျင်းပတဲ့ရက်ကနေရက်ပေါင်း90အတွင်းလွတ်တော်ခေါ်ရမှာပဲ။ရက်ပေါင်း90အတွင်းလွတ်တော်ခေါ်မှာဖြစ်တဲ့အကြောင်းတော့ဒီဇင်ဘာနဲ့ဇန်နဝါရီမှာတွေ့ကြည့်ရင်ကျွန်တော်တို့ဒီလွတ်တော်ခေါ်ရမယ့်ရက်ဒီတော့ဒါဖကြရရမကုန်ရင်ကျွန်တော်တို့ခွားမှာပါဗျ။အေပယ်ပေါ့။အေပယ်လာစားဒီဒါ2026အေပယ်ဆိုတာဒီအေပယ်ဒါမှမေပေါ့။ဒါဒီ နောက်ဆုံးဖြစ်ပါတယ်။အဲဒီကနေစပြီးတော့ကြာတွေ့ကြည့်မယ်ဆိုရွေးကောက်ပွဲကျင်းပရမယ်ရွေးကောက်ပွဲကျင်းပကျွန်တော်ကဒီဇင်ဘာဇန်နဝါရီမှာလုပ်မယ်ပြောတာဒါဒါ6လအတွင်းမှာကျင်းပါဆီကို6လတိုးကြည့်လိုက်ရင်ကျွန်တော်တို့ဇူလိုင်လဒါမှမဟုတ်ဩဂတ်စ်လမှာဒါရွေးကောက်ပွဲကျင်းပမယ်ရက်ကိုကျွန်တော်တို့ဒါကျင်းပမှာဖြစ်ပါတယ်။ဒါအချိန်နဲ့ပတ်သက်ပြီးကျွန်တော်ပြောကြရင်ချစ်တဲ့စနစ်ကျွန်တော်တို့မှာပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်တိုင်းဒေသကြီးနဲ့ပြည်နယ်လွတ်တော်ဆိုပြီးရှိပါတယ်ပြည်နယ်လွတ်တော်ဒါပြည်တော်ဒီကျွန်တော်တို့ဒါပထမဆုံး ပေါ့နော်ကျွန်တော်တို့ဒါပြည်သူ့လွတ်တော်ပြည်သူ့လွတ်တော်နဲ့ပတ်သက်ပြီးပြည်သူ့လွတ်တော်ဒီမြို့နာတို့ရဲ့330မြို့နယ်ကကိုယ်စားလှယ်တယောက်စီသူကရွေးချယ်ရတာဖြစ်တယ်သူကလူကြီးကိုအခြေခံတယ်တရားကိုလှုပ်ဆောင်တဲ့အခါမှာကျွန်တော်တို့ဒီဒါ FPDB ပေါ့နော်နိုင်သူအကုန်ယူစနစ်နဲ့ရွေးကောက်တဲ့မြောက်မှာဖြစ်တယ်အမျိုးသားလွတ်တော်အမျိုးသားလွတ်တော်ဆိုတော့ခဏကျွန်တော်တို့သိတဲ့အတိုင်းပဲတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာစနစ်ရောက်စီရွေးကောက်တာဖြစ်တယ်။သူကတော့အချိုးကျရွေးကောက်တာဖြစ်တယ်။ဒီရွာကိုဆောင်ရွက်တဲ့အခါမှာကျွန်တော်တို့ဒီ FPDB ့ FPTB စနစ်အစားပြည်ဟာစနစ်ပေါ့နော်ပြည်ဟာစနစ်နဲ့ကျွန်တော်တို့သွားမှာဖြစ်တယ်အချိုးကျကိုကြားပြုစနစ်နဲ့သွားမှာဖြစ်တယ်အဲတိုင်းဒေသကြီးနဲ့ပြည်နယ်လွတ်တော်တွေတိုင်းဒေသကြီးနဲ့ပြည်နယ်လွတ်တော်တွေဆိုတာဒါတိုင်းဒေသကြီးနဲ့ပြည်နယ်ဒီမှာရှိတဲ့မြို့နယ်နှစ်မြို့နယ်နှစ်မြို့နယ်နှစ်မြို့နှစ်မြို့နယ်တစ်ခုကိုနှစ်ယောက်နှစ်ယောက်စီနဲ့ကြိုးရဖြစ်တယ်သူတို့ကတော့ကျွန်တော်တို့သွားမှာသည်ဒီ FPTB စနစ်ကော PR စနစ်ကောနှစ်ခုလုံးကိုရွာပြင်းပြောကြဒါဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒါရွေးကောက်ပွဲလုံးမဲ့စနစ်ပေါ့နော်ကျင်းပမဲ့ပုံစံကျင်းပမဲ့ပုံစံကြီးကျွန်တော်တို့ပြောပြကျွန်တော်တို့ဒီ 2024မှာသကောင်စင်းကျွန်တော်တို့ကောက်ခဲ့ပြီးပြီသကောင်စင်းကောက်ခဲ့အခါမှာလည်းဒီအပိုင်းလိုက်သကောင်စင်းခွဲကောက်တာကိုခင်ဗျားတို့ကျွန်တော်မြင်ပါပဲဒီ2024သကောင်စင်းကဘာကြောင့်မလို့ကောက်ခဲ့တာလဲဆိုတော့ခုနပြောတဲ့အဲမဲဆန္ဒဘောတော့မဲဆန္ဒရှင်တွေရဲ့အခြေခံဆက်ချက်လေရရမဲဆန္ဒရှင်တွေရဲ့စီးရင်ချက်လေရရှိဖို့အတွင်းရွေးကောက်ပွဲအတွက်ကျွန်တော်ကကြိုတင်ပြောကြဒါအခြေအနေပြဖန်ဆောင်ရွက်ခြင်းဖြစ်တယ်အဲ့ဒီနေရာမှာကျွန်တော်ကလုံကြုံရေးအရာဘောနော်လုံကြုံရေးအရာဆောင်ရွက်ပဲလုံကြုံရေးပေးစရာမလိုဘဲနဲ့ကျွန်တော်တို့ ဆောင်ရွက်လို့ရတဲ့မြို့နယ်တွေရှိခဲ့တယ်။လုံခြုံရေးပေးပြီးမှဆောင်ရွက်လို့ရတဲ့မြို့နယ်တွေရှိခဲ့တယ်။အဲဒါတွေကိုခွဲခြားမှာဖြစ်မှာဒါတွေကိုခွဲခြားပြီးလည်းဒီလာမယ့်ရွေးကောက်ပွဲတွေလည်းဘောနော်ကျွန်တော်အတိအကျမပြောနိုင်ပါဘူး။လာမယ့်ရွေးကောက်ပွဲတွေလည်းဒီလိုခွဲခြားပြောကြ။ဒီဘွားတွေပေါ့ကျွန်တော်တို့ဒီရွေးကောက်ပွဲဥပဒေမှာတော့ရှိပြီးသားဖြစ်တယ်။အဲဒီဟာကိုလွတ်တော်ဒီရွေးကောက်ပွဲတွေကိုဖြစ်နိုင်သမျှလို့ပဲပါတယ်။ဖြစ်နိုင်သမျှတရက်ထဲချင်းပါရမယ်လို့ပါတယ်။ဖြစ်နိုင်တာတရက်ထဲချင်းပါရမယ်လို့ပါတယ်အတော့ကြောင့်မလို့သူက ဘောပေါ့ရှင်းနိုင်တယ်များတရက်ထဲကျင်းပါမယ်တရက်ထဲမကျင်းပါနိုင်လဲခွဲပြီးကျင်းပါနိုင်တယ်လို့ကျွန်တော်ပါပြီးသားဖြစ်တယ်ပါပြီးသားပြခုနကျွန်တော်ပြောခဲ့တဲ့စကားနဲ့ထောက်ချင်ကြည့်လို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီရွေးကောက်ပွဲပေါ့ရွေးကောက်ပွဲကိုကလုံချိုရေးအရဘာမှခံကြအပြည့်အဝရှိတဲ့နေနေတွေစောလင်စွာကျင်းပါပြီးရင်ကျွန်တော်တို့နောက်တစ်ဆင့်မှာလုံချိုရေးပြရမယ်နေနေတွေကိုနောက်တစ်ဆင့်ကျင်းပါဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့2025ဒီဇင်ဘာလနောက်ဆုံးပတ်2026ဇန်နဝါရီလဒုတိယပတ်ဆိုတော့ပြောချင်းဖြစ်ပါတယ် ော်နဲ့ MND ကြားမှာလေဆွေးနွေးမှုကဘာမှဖြစ်ရလည်းမရှိပဲနဲ့ဒီတော့လို့ပြောတယ်တက်မတော်ကဘယ်လိုတောင်းဆိုတာလဲအဲ့ချက်လေးကိုပြောရအောင်အဲတက်မတော်တဲ့ MND ကြားကွာကျွန်တော်တို့မှာကဒီညီညာဆွေးမှုလို့နဲ့ပတ်သက်ပြောကြကျွန်တော်တို့သဘောတူညီချားချက်တွေရှိတယ်သဘောတူညီချားချက်တွေမှာအဓိကအရေးကြီးတာကအဲဒီညီညာရေးဟိုဆွေးနွေးမှုဆိုတာလေဒီမလူလားအပ်တဲ့ကျွန်တော်တို့တည်င်းနေမလူလားတာတွေဖြစ်လာရင်ညီညာဆွေးနွေးမှုကတော်တော်အနောက်ရှက်ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့က အတူနဲ့တူထုတ်ပေါ်မှာပြောဖို့ပေါ့နော်လောက်ခါရှိတယ်သို့တော့ကျွန်တော်ပြောနိုင်တာကတော့အဲဒီကောလာဟာလာတွေထုတ်လွှင့်နေသလိုမဟုတ်ပါဘူးငញ្ញိုင်းဆွေးနွေးမှုအောင်မြင်တယ်လို့ကျွန်တော်ပြောချင်ပါတယ်အောင်မြင်ပါတယ်အဲဒီရှမ်းအရှေ့မြောက်ဘက်မှာရှိတဲ့ဒါကျွန်တော်တို့ရဲ့ပြည်သူလူထုအနေနဲ့လည်းဒါစိတ်ချမ်းသာမှုတွေရရှိပါလိမ့်မယ်လို့ပဲကျွန်တော်ဒီလောက်ပဲပြောချင်ပါတယ်ဒီခုလာမယ့်နှစ်မှာရော လိုအခြေအနေရှိလဲဆိုင်ငံမှုကိုဒီနောက်ထိစတ်တန်ထားလို့ဆိုကျွန်တော်တို့မြင်တာကတော့ခေါ်ဆိုစရာလိုတဲ့အခြေအနေမရှိသေးပါဘူးခေါ်လဲခေါ်ဆိုမှလည်းမဟုတ်သေးပါဘူးဗျ။ဘာဖြစ်လို့ဆိုတော့လွတ်တော်ဒီအမျိုးသမီးစစ်မှုတန်းတွေမှာကျွန်တော်တို့အနေနဲ့ဒါအမျိုးသမီးစစ်မှုတန်းတွေကိုပြည်သူစစ်မှုတန်းကနေမဟုတ်ဘဲနဲ့သူတို့ရဲ့စာနာအလျာဝယ်ခြင်းနဲ့ဝင်ခြင်းနဲ့အမျိုးသမီးစစ်မှုတန်းတွေရှိပါတယ်။ဒီအမျိုးသမီးစစ်မှုတန်းအင်အားနဲ့တင်လုံလောက်တယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်။ ဲကျွန်တော်တို့ပြည်သူစစ်မှုထမ်းဥပဒေအရကျွန်တော်တို့ခေါ်ခဲ့တဲ့စစ်မှုထမ်းပေါ့နော်တပတ်စဉ်ကိုကျွန်တော်တို့အနည်းဆုံးကျွန်တော်တို့9000ခေါ်တယ်ဒါမှမဟုတ်ကျွန်တော်တို့ခုချိန်ထိပြင်ထားတဲ့အပတ်စဉ်ပေါင်း12ပတ်စဉ်ရှိနေပြီဖြစ်တယ်ဒါလောက်ဆိုရင်တွက်ကြည့်လို့ရပါတယ်ကျွန်တော်ဓာတ်ထက်လည်းအများကြီးလိုပြီးမခေါ်ပါဘူးဓာတ်ထက်အများကြီးပို့ပြီးလည်းမခေါ်ပါဘူးအမဆိုရင်လည်းမရှိပါဘူးကျွန်တော်တို့အနေနဲ့ကဒီကျွန်တော်အရင်ကနေစဉ်းစားပြသတာဒါပြည်သူစစ်မှုထမ်းဆောင်ခြင်းဆိုတာဒီနိုင်ငံတကာမှာ ါပြည်သူစစ်မှုခန်းဆောင်ခြင်းနေရှိပါတယ်နိုင်ငံရဲ့လိုအပ်ချက်အရဆောင်ရွက်ပြတဲ့တိုင်းသူပြည်သားတွေကမိမိနိုင်ငံကိုကာကွယ်လိုတဲ့စိတ်မိမိနိုင်ငံကိုကာကွယ်နိုင်တဲ့စွမ်းရည်မိမိနိုင်ငံကိုကာကွယ်နိုင်တဲ့ခွန်အားပေါ့ဒါတွေဖြစ်လာဖို့အတွက်ကျွန်တော်တို့ကဒါဒီဟာတွေကိုမလွဲမသွေကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်အခုချိန်နေဆုံးကျွန်တော်တို့ပူတောင်ဆောင်ရွက်တင်သေးတယ်အခုချိန်နေဆိုတာကျွန်တော်တို့ကပြည်တွင်းလက်နက်ကင်ပြိပက္ခကြောင့်ကျွန်တော်ပြောနေတာမဟုတ်ဘူးအခုချိန်နေမှာကဘာမှာဗာတွေဖြစ်နေပြီဆိုတာခင်ဗျားတို့သိနေရပဲဥရောပနိုင်ငံတွေကဘလူတွေလောက်ခတ်နေတယ်အပြင်ကျွန်တော်တို့ဒီ အာရှနိုင်ငံတွေမှာဘလို့လှုပ်ခတ်နေတယ်ကမ္ဘာအခြေအနေတွေဘလို့ပြောင်းလဲနေတယ်အခုချိန်မှာဆိုရင်ဒါဟိုဘောနောနိုင်ငံတော်ကာကွယ်ရေးအတွက်ဘောနောသူတို့နိုင်ငံလိုက်လုံဆောင်နေတာရှိတယ်ဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့အနေနဲ့ပိုတောင်းမှလုံဆောင်တဲ့နေဆိုတာကိုမြင်ပါတယ်ဗျ ။ဒီအရာတော့ကျွန်တော်တို့ကဟိုပေါ့နော်ဥပဒေအထက်မှာတော့ဘယ်သူမှမရှိဘူးကြာဘယ်သူဘယ်အဖွဲ့အစည်းမှလည်းရှိရှိမှာမဟုတ်ဒီမိုကရေစီကိုကျွန်တော်တို့သွားကျင်ပြီဆိုရင်ပြဋ္ဌာန်းထားတဲ့ဥပဒေတွေအတိုင်းပဲကျွန်တော်တို့ကဆောင်ရွက်ရမှာဖြစ်တယ်။အဲဒီတော့ကြရွေးကောက်ပွဲကော်မရှင်အနေနဲ့ကရွေးကောက်ပွဲကော်မရှင်အနေနဲ့ကဒီဟာနဲ့ပတ်သက်ပြီးတော့ကြာကျွန်တော်တို့ဒါပါတီတစ်တီမှတ်ပုံတွေပို့ပါတီအဟောင်းတွေကိုပြန်လဲမှတ်ပုံတွေမျိုးဆိုတော့လုံလောက်တဲ့အချိန်ပေးပြီးလုံလောက်တဲ့လုံဆောင်မှုတွေလုပ်ပြီးလုံလောက်တဲ့ပြောဆိုမှုတွေလုပ်ပြီးပြီးဒီ NLD ပါတီနဲ့ပတ်သက်လို့ပြောရမယ်ဆိုရင်တော့ဒီ NLD ပါတီမှာပေါ့ဗျာဟို ပြောရမယ်ဆိုတော့ဟိုတောခုသွားတဲ့လူကခန်းနေနေပါဒီမှာတော်တော်များများကြံခဲ့ပါတယ်အဲဒီလူတွေအနေနဲ့လည်းပါတီပါတီပေါ့လေအဲသူတို့ပါတီထူထောင်ဖို့အတွက်သူတို့ဆောင်ရွက်နေတယ်ဆောင်ရွက်ခဲ့ဆောင်ရွက်တယ်ဆိုတာသိတယ်သို့တော်လည်းအစိုးရအခွင့်မပြုတာမဟုတ်ပါဘူးအဓိကကတော့သူတို့ရဲ့အသက်အန္တရာယ်ကိုချိန်ချောက်ခံတဲ့အထိကျွန်တော်တို့ဒီပါတီဝင်တွေ NLD ပါတီဝင်ပေါ့နော်ဒီထဲမှာငင်းချမ်းရေးလိုလားတဲ့အဲဒီကျွန်တော်တို့ ရွေးကောက်ပွဲလမ်းကြောင်းကိုလိုလားတဲ့ NLD ပါတီဝင်တွေချိန်ချောက်ခံရတယ်ဆိုတာလေကျွန်တော်တို့သိရပါတယ်အတချို့လူတွေဆိုတချို့ဆိုရင်ကျွန်တော်တို့အနေနဲ့ဘောနော်ဒါပွေလင်းပြောတချို့ဆိုရင်ကျွန်တော်တို့အနေနဲ့ဒါစောင့်ကြည့်ပြောကြလုံခြုံရေးဟိုသူတို့လုံခြုံရေးဂရုစိုက်ပေးရတဲ့အထိချစ်ခဲ့ပါတယ်အမေရိကတော့ဒီဟာဒီပါလဲဆိုတော့ကြအပြင်မှာရောက်နေတဲ့လူတွေအတွင်းထဲမှာဘောနော်နေခဲ့ပြီးတော့ကြနေခဲ့တဲ့ပေါ့နော် မလိုလားတဲ့လူတွေကသူတို့ပါတီအတွင်းချင်းမှာပဲချင်းချောင်းမှုတွေအကြက်ကိုင်းမှုတွေ မှတ်ပုံနေရင်ဘာလုပ်မယ်ဆိုတဲ့ဟာမျိုးတွေအတိမမှမပြဘူးဆိုတဲ့ဟာမျိုးတွေအသက်အန္တရာယ်ချိန်ကြောင်မယ်ဆိုတဲ့ဟာမျိုးတွေကြောင့်မလို့ဒါမှတ်ပုံမတင်ကြီးရဖြစ်ပါတယ်မှတ်ပုံမတင်ရင်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကတော့သူ့ရဲ့အချိန်ကာလသူ့ရဲ့ရွေးကောက်ပွဲနည်းဥပဒေစီမင်းနေအတိုင်းပဲဆောင်ရွက်ခြင်းဖြစ်ပါတယ်အဲ့ဒီအပေါ်မှာတော့ဘယ်သူမှရှိနေမှာမဟုတ်ပါဘူးလေစံစီဝေးကိုတက်မယ်ဆိုပြီးတော့ဒီပြည်သားစံမှာလုပ်မယ်ပေါ့နော်။ထိုင်းနိုင်ငံမှာလုပ်မယ်စီဝေးတက်မယ်ဆိုပြီးတော့ထိုင်းကတော့တင်းထုတ်ထားတယ်ပေါ့ အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟို confirmation ပေးလို့ရမှာရှင်ဘူးချူချူမရအောင်လားဟိုတက်ဖြစ်မတက်ဖြစ်ပေါ့တက်ရောက်ပါမယ်တက်ရောက်ပြရမှာကျွန်တော်တို့အနေနဲ့အဲဒီနေရာမှာပေါ့နော်အဲဖင်စတာအဖွဲ့ဝင်ဒါနိုင်ငံတကာရဲ့ခေါင်းဆောင်တွေတည်းလည်းအဲတီကြားထပ်မံတွေ့ဆုံနိုင်အောင်ဆိုကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်ဒီစီးပွဲမှာဗာဒီဆွေးနွေးပြီးတော့မြန်မာနိုင်ငံအတွက်ပေါ့နော်ဗာဒီများရမယ်လို့မျှော်လင့်ပါတယ်အဲ Insta ဆိုရတဲ့သူကအင်အားဒါကြီးတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ Insta ဆိုရလေအင်အားကြီးတဲ့အဖွဲ့ဆိုမြန်မာနိုင်ငံနဲ့ ခုနပြောတဲ့မြန်မာနိုင်ငံဒီဒေတာအတွင်းမှာအချက်အချာကြားတဲ့နိုင်ငံတစ်ခုဖြစ်သလိုဒီဘက်ကျဖွဲ့ဝင်နိုင်ငံကကျွန်တော်တို့နိုင်ငံကတောင်အာရှနဲ့အာရှတောင်အာရှတဲမှာအဓိကပေါင်ကူကထားတပယ်ရှိနေတဲ့နိုင်ငံဖြစ်တယ်အဲဒီကနေဒီဆွေးနွေးပွဲကနေတဆင်ပေါ့နော်ကျွန်တော်တို့အနေနဲ့ကဒါမြန်မာနိုင်ငံအတွက်ဒါဖွံ့ဖြိုးတိုးတက်ရေးအလားအလာတွေအဲပြီးရင်ငြိမ်းချမ်းရေးအလားအလာတွေအပြီးရင်ကျွန်တော်တို့ဟိုဘောပေါ့ဒီစီးပွားဖွံ့ဖြိုးတိုးတက်ရေးအလားအလာတွေရရှိနိုင်မယ်လို့ပဲကျွန်တော်မျှော်မှန်းပါတယ်ထိုင်းဝန်ကြီးချုပ်နဲ့ဟောတိတန့်တွေ့ဆုံလို့ရှိပါတယ်အဲထိုင်းဝန်ကြီးချုပ်နဲ့ကတော့ကျွန်တော်တို့တရုတ်မှာလည်း တည်တံ့တွေးဆပြီးဖြစ်ပါတယ်ကျွန်တော်ခုနပြောခဲ့လိုပဲတက်ရောက်လာကြတဲ့နိုင်ငံကောင်းဆောင်များနဲ့ကျွန်တော်တို့ဒါတွေးဆနိုင်ဖို့ကျွန်တော်တို့ဒါဆောင်ရွက်လျက်ရှိပါတယ်ကျွန်တော်တို့ဒီအစီအွေမှာရရှိတဲ့အချိန်ကတော့နှဲပါတယ်သို့တော်လည်းကျွန်တော်တို့ဒါဒီတွေးဆနိုင်ရေးကိုတော့ကျွန်တော်တို့အလေးထားဆောင်ရွက်လျက်ရှိပါတယ်ဗျာတိုင်းမှာရှိနေတယ်ပေါ့နော်မြန်မာလူမျိုးတွေအနေနဲ့ရောအဲ့လိုဆန္ဒပြမှုတွေပါပြီးဖြစ်လာမယ်ဆိုတဲ့သတင်းကြီးထွက်လာတယ်ပေါ့အဲ့တော့လုံခြုံရေးအနေနဲ့ရောဒီ ိုသူ့ကိုယ်ပိုင်ကဘယ်လိုမျိုးသိချင်ထားလဲပုံမှန်ရောဆိုရင်ပုံပန်မရှိပါဘူးဆိုရင်ပုံပန်တရားမရှိပါဘူးတရားတွေဒီဒါဒီအနောက်ဘက်တဲ့ပြောကြမျိုးမျိုးလုံဆော်နေရလဲကျွန်တော်တို့ရပါတယ်ဘလို့ပဲလုံဆော်လို့စီဖြစ်စေမလုံဆော်စီဖြစ်စေဒါကဟိုသူ့ရဲ့လုံဆော်တဲ့လူပြရတယ်သူ့ရဲ့လုံဆော်တဲ့ခန္ဓာအလိုက်ပဲသူတို့လုံဆလုံကြမှာပဲဖြစ်တယ်အဲကျွန်တော်တို့နေရာလဲကျွန်တော်နိုင်ငံတိုးတက်ရေးအတွက်ကျွန်တော်တို့ရဲ့နိုင်ငံတကာဆက်ဆံရေးအတွက်ကျွန်တော်လုံတင်လုပ်လိုက်တာပဲလောက်ရမှာဖြစ်ပါတယ်ဗျဒီနေ့တက်မတော်နေဘယ်လာလူတက်မတော်နိုင်ငံ ကာကွယ်ရေးမြစ်ကြီးကတ်တာတွေ့ရအဲ့ဒီပုံမှာဘုကျိုးအနေနဲ့မပြောတင်ဘူးအဲကျွန်တော်တို့ဒီရုရှားမြန်မာဆက်ဆံရေးပေါ့နော်ရုရှားဘီလာရုဆက်ဆံရေးပေါ့ဒီမှာတော့ကျွန်တော်တို့ဒါဧည့်သည်တော်အဖွဲ့နှစ်ဖွဲ့ရှိပါတယ်နံပါတ်1ကတော့အဲဘီလာရုကာကွယ်ရေးဝန်ကြီးဦးဆောင်တဲ့ကျွန်တော်တို့အဖွဲ့ပြီးရင်တော့ရုရှားကာကွယ်ဒုတိယဝန်ကြီးဦးဆောင်တဲ့အဖွဲ့ပေါ့နော်နှစ်ဖွဲ့ကျွန်တော်တို့ရှိပါတယ်အဲ့ဒီနှစ်ဖွဲ့ အထူးလာရောက်ပြောကြပြန်မနေ့ကလည်းကျွန်တော်ညစာစားပွဲမှာရုရှားရဲ့အဲကျွန်တော်ရုရှားတပ်မတော်ရဲ့တန်ဆုံတီပိုင်းကလာရောက်ဖျော်ဖြေတာရှိပါတယ်ပြောမယ်ဆိုတော့ရုရှားနဲ့မြန်မာဆက်ဆံရေးကိုအချင်းချင်းပြီးကျွန်တော်ပြောမယ်ဆိုတော့ရုရှားမြန်မာဆက်ဆံရေးကတော့ဒါနိုင်ငံရေးအရာပဲပြောပါမယ်နိုင်ငံရေးအရာရုရှားနိုင်ငံကမြန်မာနိုင်ငံကိုအရှိတောင်အာရှမှာရုရှားနိုင်ငံရဲ့ယုံကြည်စိတ်ချသောနိုင်ငံဖြစ်သတ်မှတ်ထားတယ်မြန်မာနိုင်ငံလည်းအလားတူပဲရုရှားနိုင်ငံကိုဒါအင်အားကြီးနိုင်ငံတွေထဲမှာမြန်မာနိုင်ငံရဲ့ရေးကိုစာနာထောက်ထားပြီးမြန်မာနိုင်ငံကိုအမြဲတမ်းကျွန်တော်တို့ အမြန်မာနိုင်ငံဘက်ကအမြဲတမ်းကူညီပေးတဲ့ထောက်ပံ့ပေးတဲ့ဒါနိုင်ငံကြီးတနေနိုင်ငံအဖြစ်ကျွန်တော်တို့သတ်မှတ်ထားပါတယ်အလားတူဘီလာရုနိုင်ငံနဲ့လည်းဒီလိုပဲသတ်မှတ်ထားပါတယ်ဒါအပြင်နှစ်နိုင်ငံချစ်ကြည်ရေးခရီးတွေအပြန်အလှန်လည်ပတ်ဖို့လည်းကျွန်တော်တို့ဒါဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ရွေးကောက်ပွဲအတွက်ကတော့ကျွန်တော်တို့ကအဆင်သင့်ဖြစ်နေပါပြီအဆင်သင့်ဖြစ်နေပြီဆိုတာဒီကြားထဲမှာကျွန်တော်တို့က ေါ့နော်6လတာကာလခုနပြောခဲ့တဲ့အတိုင်းတာကာလတွေအတွင်းမှာတော့ကျွန်တော်တို့အနေနဲ့ကဒါရွေးကောက်ပွဲကျွန်တော်တို့ပုံမဲ့ဒါမြန်မာ electronic voting machine ဆိုတဲ့ဟာတွေပြီးရင်တော့မဲဆန္ဒနယ်တွေကိုကျွန်တော်တို့ဒါလုံခြုံရေးရစစ်စစ်စာရင်ပြီးရင်တော့မဲဆန္ဒရှင်စင်းတွေအတီးပြူတာတွေဒီလုပ်ငန်းစဉ်တွေပဲကြံပါတယ်ဒီလုပ်ငန်းစဉ်တွေကတော့ကျွန်တော်တို့စက်တိုက်ဆောင်ရွက်တော့မှာဖြစ်ပါတယ်ဒီလုပ်ငန်းစဉ်တွေဆောင်ရွက်နိုင်ဖို့အတွက်အခြေခံအချက်အလက်များပြည့်စုံပြီးဖြစ်ပါတယ် အပိုင်းလေးပိုင်းမဟုတ်ပါဘူးအပိုင်းလေးပိုင်းဆိုတာခုနပြောတဲ့ဟိုအားကြောင့်လို့ကျွန်တော်ခုနကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအချိန်ရယ်စနစ်ရယ်ပုံစံပေါ့နော်အဲ့ဒီဟာတွေကျွန်တော်ရှင်းပြခြင်းဖြစ်ပါတယ်အပိုင်းလေးပိုင်းလို့ပြောခြင်းမဟုတ်ပါဘူးသူကအချိန်ကာလဝယ်ပြောခြင်းဖြစ်ပါတယ်အဒီနေ့ဒီဇင်ဘာလနောက်ဆုံးပတ်နဲ့ဇန်နဝါရီလနဲ့ပထမပတ်နဲ့ဇန်နဝါရီလဒုတိယပတ်မှာကျင်းပမယ်လို့ပြောခြင်းဖြစ်ပါတယ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်ဒါကိုအပိုင်းလေးပိုင်းလို့ဒုတိယမြင်နေတာဖြစ်ပါတယ်အဲအပိုင်းဘလောက်ဆိုတာကျွန်တော်တို့မပြောနိုင်ဆိုတာခုနပြောလို့လုံခြုံမှုရှိတဲ့နည်းလုံခြုံမှုမရှိတဲ့ နန်းဒီနေပြည်တော်အခြေအနေမှာမူတည်ပြီးတော့ကျွန်တော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒါပေးစိတ်ပါအဓိကတော့ညဉ့်ညဉ့်ရဲ့ဆွေးနွေးပွဲမှာကျွန်တော်တို့ဒါဆွေးနွေးတဲ့အကြောင်းအရာဒီလက်တွေ့ကျွန်တော်တို့ဘယ်လိုဆောင်ရွက်နိုင်မလဲဆိုတဲ့ဟာရဲ့ဒီ2025ဒါအလွန်ပါမြန်မာနိုင်ငံကြုံတွေ့လာမယ့်ညဉ့်ညဉ့်ရဲ့ပတ်သက်တဲ့ဟာတွေကျန်တဲ့ပေါ့နော်ဖွံ့ဖြိုးတိုးတက်တဲ့ပတ်သက်တဲ့ဟာတွေကိုအဓိကထားပြီး ဆွေးနွေးခဲ့ပါတယ်ဆွေးနွေးခဲ့တဲ့နေရာမှာဒါတွေဒီပညာရှင်တွေများစွာဘောเนาะလက်တွေ့လှုပ်ဆောင်နေတဲ့လူတွေများစွာဘောပါဝင်ခဲ့တာဖြစ်တဲ့အတွက်ဒါမြန်မာနိုင်ငံရဲ့ဘာတော့လက်တွေ့ငြိမ်းချမ်းရေးပေါ်ဆောင်ရေးလုပ်ငန်းစဉ်မှာများစွာအကျိုးဖြစ်ထွန်းမယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ရှိစနေပြီးခဏလေးပြောပြတတ်တယ်လို့ဒီစားထဲမှာပြောလို့နေဘောစားချက်ကိုပြန်ဆက်ဆွေးနွေးရအောင် တက်ဆိုင်ရာသူတွေနဲ့တော့ဒါတက်ဆိုင်ရာတာဝန်ရှိသူတွေကကျွန်တော်အရင်ကလည်းပြောခဲ့ပြီးသားပဲတက်ဆိုင်ရာတာဝန်ရှိသူတွေဆိုတာဒါပြည်ထရေးဒါဝန်ကြီးဌာနဝန်ကြီးတို့အပြင်ကျွန်တော်တို့ဒါဘောနေ့စဉ်ကျွန်တော်တို့ဒါကျမကြီးနဲ့ပတ်သက်ပြီးဒါဆောင်ရွက်နေတဲ့အဖွဲ့တွေတို့ဒါတွေနဲ့တော့နေ့စဉ်ငေါကျွန်တော်တို့ဒါအပတ်စဉ်ကိုထိတွေ့မှုရှိပါတယ်ကျမရဲ့အခြေအနေကောင်းပါတယ်အဲကျွန်တော်တို့အနေနဲ့တက်မတော်အထူးစိတ်ကူတာရဲ့ဖွဲ့ ကျမရေးဝန်ကြီးဌာနဖွဲ့စည်းထားတဲ့အစိုးရစေကူးစာရေးအဖွဲ့တွေနဲ့ကျွန်တော်တို့အမြဲတမ်းကျမရေးစစ်ဆေးတာတယ်ကျမရေးစစ်ဆေးတယ်ဆိုတာကျမရေးမကောင်းလို့စစ်ဆေးတာမဟုတ်ဘူးကျမရေးပုံမှန်ပဲကျွန်တော်တို့စစ်ဆေးပေးတာတယ်အဲလိုအပ်တဲ့ဒါဆောင်ရွက်မှုများဆောင်ရွက်ပေးတာတွေကိုဆောင်ရွက်ပေးလျက်ရှိပါတယ်